နိုင်ရီကံကိုထိုးစစ်ဆင်နေသောအကြံဖတ်စေအုပ်စုစစ်ကြောင်းနှစ်ကြောင်းတမိုင်ကျော်လောက်ထိနောက်ပြန်ဆုတ်သွားခဲ့ရာလေဒီနှင့်ချပေသောလက်နက်နှင့်ရိတ်ခါအထုပ်အချို့အေအေသိမ်းစီရမိတဲ့ဇွဲသတင်းကိုထင်ဆက်ပြီးတော့မှဖြစ်ပါရယ်အာရကတက်တော်အေအေကဝိုင်းဝန်းပိတ်ဆို့ထားသောအမ်ပရန်လန်ပေါ်ကနိုင်ရီကံလေးကျောင်းရံကောက်ွက်ရေးစခန်းကိုစစ်ကူတက်လာသောစစ်ကြောင်းနှစ်ကြောင်းသည်ရှေ့ကိုတိုးမရောက်သည့်အပြင် ရောက်ရှိနေသည့်နေရာများမှနောက်ကိုစုပ်ပေးလိုက်ရသည်ဟုစစ်မြေပြင်တရင်ရင်းမြစ်တောက်ခုကပြောပါရယ်ခုတ်ကြီးဘက်ကိုတက်လာတဲ့အင်အား150ပါတဲ့စစ်ကြောင်းခုတ်ကြီးကိုမရောက်တဲ့အပြင်နောက်ကိုတမိုင်ကျော်လောက်ပြန်စုပ်သွားခဲ့ရတယ်စစ်တပ်ကလေကြောင်းဒရုန်းနဲ့မြေပြင်ကလက်နက်ကြီးတွေနဲ့ပါပစ်ကူတာတိုက်မနိုင်ဘူးဖြစ်နေတယ်လို့ပြောပါရယ်လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူများဖြင့်ခုတ်ကြီးချိပါကိုထိုးဖောက်ဝင်ရောက်ရန်စစ်ဆင်နေသည့်ခုတ်ကြီးကမှနောက်ဖက်ကိုတမိုင်ကျော်ခန့်နောက်စုပ်သွားခဲ့ရပြီးအဆိုပါနေရာတွင်လည်းတိုက်ပွဲများဆက်ဖြစ်နေသည်ဟုပြောပါရယ် အလာတူနှစ်ရက်ကတောင်သူယခုလအတွင်းပထမအပတ်ကလေးကလန်ဟောင်းဘက်ကနေပြန်လည်ထိုးစစ်ဆင်လာတော့အင်အား150ခန့်ပါစစ်ကြောင်းလေရှေမတိုးနိုင်ပဲနောက်ဆုတ်သွားခဲ့ရပြီဟုဆိုပါတယ်ဒီစစ်တပ်စစ်ကြောင်းကအင်အား150လောက်နဲ့စစ်ကြောင်းထိုးတာပစီရွာနဲ့မိုင်ဝက်ခန့်သာဝေးတဲ့နေရာကိုရောက်ခဲ့တာအခုသူတို့ရောက်ခဲ့တဲ့နေရာကနေတက်လန့်ပြီးနောက်ဆုတ်နေရတယ်ဟုပြောပါတယ်၎င်းစစ်ကူလာသည့်စစ်ကြောင်းများနောက်ဆုတ်သွားခဲ့တော့လေတိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေပြီးစစ်တပ်ဘက်ကလည်းနေရောညပါလေးကြောင်းမှတက်တိုက်လျင်များ ိုင်တွဲများဖြင့်အဆက်မပြတ်ပုံကျဲနေသည်ဟုသိရပါသည်။အကြံဖတ်စစ်တပ်ရဲ့ထိုးစစ်ဆင်လာတဲ့စစ်ကြောင်းများကို AA နဲ့မဟာမိတ်တပ်ဖွဲ့တွေကအပြင်းအထန်ပိတ်ဆို့ပြီးချိန်မုံတိုက်ခိုက်တယ်။နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်တပ်ကလေရင်တွေနဲ့ပါပုံကျဲတော့တိုက်ပွဲကပိုပြင်းထန်နေပါတယ်ဟုပြောပါသည်။အခြားတစ်ဖက်တွင်လည်းနေရီကန်လီချောင်းရံကောက်ွယ်ရေးစခန်းကုန်းကို AA နဲ့ပူပေါင်းမဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ထားသဖြင့်လက်နက်နဲ့ရိတ်ခါများပြက်လက်နေသဖြင့်လေရင်ပေါ်မှလေတီးဖြင့်ချပေးရန်အချို့အထုံများကို AA ကသိမ်းဆည်းရမိခဲ့သည်ဟုသိရပါသည် မနီကနဲ့ရေကန်စခန်းကို Y8 လေးရင်အမျိုးအစားနဲ့လေချောင်းကနေလေတီးတွေနဲ့လက်နက်ခရံစားနေရိတ်ခါလာချပေးတယ်။တချို့ကို AA ကတင်စီရမိတယ်။နေ့လယ်ဘက်အချိန်မှာစစ်ကောင်စီလေချောင်းကနေပြစ်စီလာချပေးတာပါဟုပြောပါတယ်။ စစ်တပ်ဘက်မှစားနရိတ်ခါအထုတ်ချပေးနေစဉ် AA ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများပြုလုပ်ခဲ့တော်လဲထိခိုက်မှုကိုတော့မတိရသေးဘူးဟုဆိုပါတယ်၎င်းပြင်အရကတက်တော်မှနေရီကန်လေးချောင်းရံခောက်ခွဲရေးစခန်းကိုလက်နက်ကြီးများဖြင့်လှမ်းပစ်ခတ်မှုများပြုလုပ်နေသဖြင့်အဆောင်နှင့်အဆောက်အဦတို့ချို့ကျချပျက်စီးမှုများရှိသည်ဟုလည်းသိရပါတယ်တိုက်ပွဲများနေ့စဉ်ရက်ဆက်ဖြစ်ပွားနေသဖြင့်ဘုံတံလက်နက်ကြီးတံများကိုခံနေရပြီးတိုက်ပွဲဖြစ်ပွားနေရာအနီးဝန်းကျင်မှာ ၊လှိုင်ရွာ၊ဗစီရွာ၊နောင်ရွာ၊ကုတ်ကြီးအပါဝင်ခြေရွာပေါင်း30နီးပါးမှလည်းဖျက်ဆီးသွားခဲ့ရပြီဟုဒေသခံတအူးကပြောပါရယ်။ AA ဘက်မှလက်နက်ကြီး၊ drone စနိုက်ပါဖြင့်တိုက်ခိုက်နေမှုကြောင့်စခန်းအတွင်းရှိအဆောက်အဦတချို့နဲ့အဆောက်အဦပျက်စီးရုံသားမကတပ်ဖွဲ့ဝင်အချို့လည်းတိစုံမှုရှိနေသည်ဟုတော်လိုင်းရင်းနှင့်နီးစပ်သည့်သတင်းရင်းမြစ်များထံမှတဆင့်သိရပါရယ်။ဆလပီနေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် AA နှင့်ပူးပေါင်းတပ်များဝင်တိုက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 2025နိုဝင်ဘာ24ရက်နနက်ပိုင်းတွင်နေပြည်တော်လေစိတ်ကိုရခိုင်တပ်တော် Aragan Army AA နှင့်ပူးပေါင်းတပ်များမှအင်အားကြီးစစ်စင်ရေးတပ်ဖွဲ့များဖြင့်ပွင့်တိုက်ခဲ့ကြောင်းဒေသခံများနှင့်စစ်သည်ရင်းမြစ်များကသတင်းပေးကြပါသည်။သတင်းအရနေပြည်တော်အနောက်ဘက်ရှိလေစိတ်တရာအနီးတွင်မနက်9နာရီဝန်းကျင်ကစတင်ပစ်ခတ်မှုများအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးတချို့ဒေသများတွင်မိခိုးတမ်းများမြင့်တွေ့ရကြောင်းသိရပါသည်။ AA တပ်များနှင့်ပူးပေါင်းတပ်ဖြစ်သည့်ဗရီတာတပ် အမြောက်အဖွဲ့တက်များမှလည်းအထူးအင်အားတပ်ဖွဲ့များပါဝင်လာကြောင်းစစ်သည်တင်းဌာနများကဖော်ပြပါရယ်။သတင်းအရ၄စိတ်အနည်းရှိစစ်ကောင်စီတပ်ယုံများကိုပြစ်ခတ်မှုများပြင်းထန်စွာဖြစ်နေပြီးနေပြည်တော်မြို့အတွင်းတွင်လည်းလုံခြုံရေးတပ်များအလုံးကိုအပြင်းထန်သတိပြုနေကြပါရယ်။ တရင်ဆက်ရအချို့တွင်အမျိုးအစားသုံးစစ်လေရင်များကိုအစောပိုင်းကလေးကမှမလုံးမွေထားကြောင်းသက်ဆိုင်ရာသတင်းရင်းမြစ်များကတဆင့်အတည်ပြုခဲ့ပါတယ်ထို့အတူ AA တမထုတ်ပြန်ထားသောစစ်မိန်ကြေညာချက်တစ်ခုတွင်နေပြည်တော်သည်စစ်ကောင်စီဤစစ်ဗဟိုမျိုးဖြစ်သည့်အတွက်ပြည်သူအပေါ်ချိုးဖောက်မှုများကိုတာဝန်ရှိသူများအားဓာတ်ရိုက်အဖြေထုတ်ပြန်သတ်မှတ်ထားသည်ဟုဖော်ပြထားပါတယ်ထို့ရတွင်စစ်ကောင်စီအဖွဲ့ဘက်မှတော့အထူးသတင်းထုတ်ပြန်ချက်မရှိသေးပေသို့သောနေပြည်တော်ရှိအစိုးရအဆောက်အအုံများတွင်လုံခြုံရေးများပြင်းထန်စွာတိုးချဲ့ထားပြီး လေးချောင်းလမ်းချောင်းအုံပြုမှုများကိုခိတ္တရက်ဆိုင်ထားကြောင်းသိရပါတယ်။အခုချိန်ထိတိုက်ပွဲများဆက်လက်ဖြစ်နေကြပြီးစစ်ကောင်စီဘက်မှလေးချောင်းဖြင့်နေပြည်တော်နီးပတ်ဝန်းကျင်ကိုဘုံကျဲချနေတယ်လို့သိရပါတယ်။စစ်ရှိန်များတဖြည်းဖြည်းမြင့်တက်လာတဲ့အပေါ်ပြည်သူများအတွက်စိုးရိမ်မှုများတိုးလာနေပြီးနေပြည်တော်အတွင်းရှိဒေသခံများသည်မိမိတို့အိမ်များအတွင်းသို့နေရာယူထားကြောင်းကရင်ရရှိပါရယ်နေပြည်တော်တွင်တိုက်ပွဲဖြစ်ပွားခြင်းသည်မူလဖွဲ့စည်းဖြစ်သည့်တပ်ဖွဲ့များ၏စီရေးလှုပ်ရှားမှုအနေနဲ့အကြီးဆုံးအဆင့်တစ်ဆင့်ဖြစ်လာနိုင်ကြောင်းနိုင်ငံရေးလှည်လာသူများကသုံးသပ်ကြပါရယ် ဆက်လက်ပြီးမြောက်ဝတီမြို့နယ်၄ကီကော်တို့စစ်တပ်ကလေရင်ဖြင့်ပုံကျဲပြီးလက်နက်ကြီးများစတိုက်ပစ်ခတ်နေကာမြေပြင်မှာလဲစစ်အင်အားလုံးရင်ဖြင့်တက်လာရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ခရင်ပြည်နယ်မြောက်ဝတီမြို့နယ်ထိုင်းမြန်မာနယ်ဆက်၄ကီကော်ဘက်ကိုအကြမ်းဖက်စစ်တပ်ကဝိုင်းတွဲလေရင်လက်နက်ကြီးများဖြင့်စတိုက်ပုံကျဲပစ်ခတ်နေပြီး ရေပြင်းမှာလဲစစ်အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေကြောင်းကရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ယနေ့နိုဝင်ဘာ23ရက်ည9:00နာရီကျော်ခန့်အချိန်မှစတင်ပြီးည8:30မိနစ်အချိန်ထိအကြမ်းဖက်စစ်တပ်က၄ကီကော်သို့ပွိုင်တွဲလျင်ဖြင့်စစ်တိုက်ပုံကျလျက်ရှိကြောင်းမြောက်ဝတီမျိုးဆောင်တပ်ခမာရ295တရင်ကလည်း122မမလက်နက်ကြီးများဖြင့်အဆက်မပြတ်ဖိကတ်နေကြောင်းသိရပါတယ်။ ထို့ပြင်မြေပြင်မှာလည်းအကြမ်းဖက်စစ်တပ်ကလူလိုက်လုံးအလုံးအရင်ဖြင့်လေကိတ်ကော်မျိုးစီတို့ဦးတီထိုးစစ်ဆင်ရွေလျားလာနေကြောင်းနှစ်ဖက်တီးတွေ့တိုက်ပွဲများပြင်းထန်နေပြီးတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံမှုများပြားကြောင်းစစ်တပ်ကစစ်မှုရန်တပ်သားတွေများဖြင့်လေကိတ်ကော်ရှိဆွဲတော်အမြောက်ကုန်းကိုရရှိရင်းထိုးစစ်ဆင်ပြီးအခြေအနေရှိကြောင်းသိရပါသည်လေခိကော်ကိုစစ်တပ်ကလူလိုင်းလုံးစစ်စင်ရေးနဲ့မြေပြင်စစ်ကြောင်းထိုးတိုက်စစ်ဆင်နေပါတယ်။အခုနနက်10နာရီကျော်ကနေ17ခွဲအထိဝိုင်းတွဲနဲ့ဘုံဘက်ကျဲတိုက်ခိုက်နေတယ်။ ရေပြင်တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးတာတွေရှိနေတဲ့ကြားကစစ်သားတစ်တွေနဲ့ဆွဲတော်အမြောက်ကုန်းကိုထိုးစစ်ဆင်နိုင်ဖို့စစ်ကြောင်းပတ်လာနေတယ်ဟုဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်စစ်တပ်ဤဝိုင်းတွဲလျင်ဖြင့်ပုံကျဲတိုက်ခိုက်တံများလက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်တံများကိုထိုင်းနိုင်ငံမဲဆောက်မြို့နယ်အစပ်အထိခြေလောင်စွာကြားရကြောင်းမဲဆောက်မြို့တွင်နေထိုင်သူများကပြောပါတယ်။အလားတူယမန်နီကလည်းမြောက်ပတီမြို့အနီး၄ကီကော်နဲ့မေထော်သလီဘတ်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနှင့်တောက်လျှောက်ပစ်ခတ်ခဲ့ပြီး ဘူရန်နိုင်ကုံလို့ခေါ်တဲ့အင်ကြီးကုံဖုန်ကြီးကြောင့်နဲ့အเจ้าကူဘက်ကိုစစ်ကြောင်းထိုးလာတော့ကြောင်းထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပြီးလက်ရှိအချိန်အထိတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးကျုံစုမြို့နယ်တွင်အင်စီကနှစီဖြင့်လက်နက်ခရဲများတင်ဆောင်လာတော့ရဲနှင့်ပြူစောထီးများကိုချားပြတ်တိုက်ခိုက်မှု၅ဦးသေဆုံးပြီး၃ဦးအရှင်မိက60မမလက်နက်ကြီးတက်လက်နဲ့ခရဲများတင်စီရရှိတဲ့ဆွေတဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းကျောစုမြို့နယ်တွင် AC ကားနှစီဖြင့်လက်နက်ခရမ်းများတင်ဆောင်လာသောရဲနေပြူစော်တီများကိုကြားဖြတ်တိုက်ခိုက်ရာ၅ဦးသေဆုံးပြီး၃ဦးအရှင်မိက60မမလက်နက်ကြီးတက်လက်နှင့်ခရမ်းများတင်စီရရှိခဲ့ကြောင်းကျောစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှာဂျာဝင်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည်နိုဝင်ဘာလ23ရက်နေ့နနက်10:00နာရီခန့်တွင်ဂျွန်စုမျိုးနှင့်ဖျားထွက်ကြေးရွာဘက်မှ ပဲ့တိုင်ကြီးပါပြူစောတီစကန်တို့လက်နက်ခရရများတည်ဆောင်လာတော့အိမ်စည်းကားနှစည်းကိုဒေါ်လန်ရစ်တပ်ဖွဲ့များကရမုံကြီးပါအနီကားလမ်းပိုင်းတနေရာ၌ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ထိုတိုက်ခိုက်မှုတွင်ပြူစောတီနှင့်ရဲများကားပေါ်မှဆင်းပြေစဉ် ဒေါ်လာရေးတက်ခွဲများကဝိုင်းဝန်းပိတ်ဆို့ဖြစ်ခတ်ခဲ့သောကြောင့်ပြူစော်တီအများအပြားထိခိုက်ဒဏ်ရာရရှိကခဲမိုင်ချောင်းအတွင်ပြုတ်ကျခဲ့ခြင်းတိုက်ပွဲအတွင်ပြူစော်တီနှင့်ရဲများအပါဝင်၅ဦးသေဆုံးပြီး၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်တိုက်ခိုက်မှုအတွင်၎င်းတို့ကားရက်ခဲ့သောကားပေါ်မှ60မမမော်တာပြောင်တစ်ခု60မမဘုံ၅လုံး6မမကြီး38တောင်းနနတိလက်ပြပုံနှလုံး UCG ပေါက်နှစ်ခုဓမြောင်တချောင်းဖုံးတလုံးနဲ့ဖြူစော်တီယူနီဖောင်းတစ်စုံတို့တင်စီရရှိခဲ့ကြောင်းသိရပါတယ် ထို့ပြင်တိုက်ပွဲအတွင်းရင်းမောင်းတအုပ်နှင့်ဖြူစော်တီအဖွဲ့ဝင်ဟောင်းနှစ်ဦးကိုလည်းအရှင်ဖမ်းမိပြီးစစ်ဆေးမှုများဆက်လက်လုပ်ဆောင်နေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ဒေါ်လန်ရေးတပ်ဖွဲ့များအတိကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ကျုံစုမြို့နယ်အတွင်းမှရှိတဲ့မင်းအောင်လိုက်ဘတ်တော်သားများအလုံးပြည်သူနဲ့အတူပူးပေါင်းဖို့အချိန်တန်ပြီးဖက်စစ်မြောက်လိုက်အတွက်အသက်တွေအသေးမခံကြပါနဲ့တော့လို့ပဲပြောချင်ပါတယ်။သူတို့လက်နဲ့ခရံတင်လာတဲ့ကားကပြည်သူကားဆိုတော့မီးရှို့တာတွေတော့မလုပ်ခဲ့ဘူး။ကျွန်တော်တို့ကားကိုဒီတိုင်းထားပြီးစုတ်ခွာခဲ့တယ်။ ကားကလည်းမောင်းလို့မရတော့ဘူးဟုဂျွန်ဆူမျိုးနယ်ပြည်သူ့ကောက်ွက်ရေးအဖွဲ့ဖကဖမတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကဂျွန်ဆူမျိုးနယ်ပြည်သူ့ကောက်ွက်ရေးအဖွဲ့နှင့်ငိတ်ခရိုင်ပြည်သူ့ကောက်ွက်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။